သူမျိုးကြီးနဲ့တက်ဆိုင်နေတဲ့ကိစ္စကျမဖြင်ရှင်းထားတဲ့ဗီဒီယိုကျမပြောထားတဲ့ဗီဒီယိုကိုအစအဆုံးတေးသေးချာချာကြည့်ပြီးတော့မှနာပြောအဲ့တော့လူမျိုးစွင်းဝါဒါစွင်းနဲ့ကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့ဘုံပဲခပဲလေမနဲ့မိခဲ့ဘုံခေါ်နေလားကလေးအောင်โอเคအဆိုင်ကိုစမင်္ဂလာပါ ကဲဘရော့ရဲ့ဒီ profiling ကတော့လွန်ခဲ့တဲ့၂လလောက်ကနေကဖြစ်တော့တဲ့ပြဿနာလေးပါဗျ။အဲ့တော့ထိုင်းနိုင်ငံမှာထိုင်းတရားနေပြီးတော့ဒီမောင်လူမျိုးကိုမြင်လိုက်တဲ့စကားလေးပေါ့နော်။အဲ့ဒီကလာတဲ့ပြဿနာပါ။ဆိုတော့ထိုင်းဖက်ချိုင်းမှာတော့ဒီမှားတဲ့လူကလည်းမှားတယ်ဆိုပြီးတော့မှတောက်ပန်လို့ပြီးသွားပြီ။အဲခွန်လိုက်တဲ့လူကလည်းအဲခွန်လိုက်ပြီးသွားပြီ။ဒီဘက်မှာတော့ညင်သွားကြပြီနဲ့တူပါတယ်။မပြီးသေးတာကတော့ဒီဖက်ချိုင်းမှာမပြီးသေးတာ။ဆိုတော့ video profiling မှာဘာလို့ဘာကြောင့်မပြီးသေးတာလဲဆိုတော့ကြည့်နေကြအောင်နော်။ Okay. So, let's go. ျိုးရင်းနဲ့သက်ဆိုင်နေတဲ့ကိစ္စကျမဖြင့်ရှင်းထားတဲ့ဗီဒီယိုကျမပြောထားတဲ့ဗီဒီယိုကိုအစအဆုံးတိတ်တိတ်ချာချာကြည့်ပြီးတော့မှနာပြောအဲ့တော့လူမျိုးစွဲဝါဒါစွဲနဲ့ကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့တဏှာရှိပုထမိန်အန်ဒီရေနော်အာဘုရားတိဘုရားတော်သူလောက်တက်တာမရှိတော့ဘူးဘယ်ပွဲဆိုသူပါလဲဘယ်အကြောင်းရမဆိုသူဖြေရှင်းတယ်နောက်ကြတယ်သူမဟုတ်ပါဘူးကွနော်အာလူမျိုးလဲမိတာလေ မာရဲ့အလူမျိုးလဲမေးတာလေအလူမျိုးလဲမေးလို့မွန်လူမျိုးဖြစ်တာကိစ္စကတော့ပြီးလောက်ပြီလို့ထင်ပါတယ်နော်အလုံးမျိုးလေကိုမောလာတချင်ကြရကရင်ချင်မုံဒီမာလေခိုင်ချင်မုံအမာလေခိုင်ချင်ဘာလုံးမျိုးလေမေးကိုယ့်ရဲ့လူမျိုးကိုရှေ့ရမှာလေဘာနိုင်ငံသားလေးလို့မေးမှာဒီမာနိုင်ငံသားလို့ရှေ့ရမှာလေအဲ့ဒါဘာလို့ဖြစ်နေရလဲသူလောက်တက်တယ်လို့ကဘာမှမရှိတော့ဘူးမောင်စနေရသူပွဲတိုင်းကြောမမကြီးနော်ဘာလုံးမျိုးလေမုံလူမျိုး ဘာနိုင်ငံသားလဲမြန်မာနိုင်ငံသားပြီးပြီလေအဲ့ဒါဟိုဘာဖြစ်တာလဲမလို့မျိုးပြဘာဖြစ်အသေးဝါမှမလို့လားဒီလိုလိုက်သူလောက်တီသူလောက်တက် Okay ညာကြည့်သူကမေးအန်ဒီရေနော် Okay နော်ကျွန်မပြောမယ်နော်အဲ့တော့ဒီဗီဒီယိုဖိုင်ကိုနော်ဒီဗီဒီယိုဖိုင်ကိုဒါကျမပြန်ပြီးရှင်းပြထားတဲ့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးသားဖြစ်ပါလိမ့်မယ်လို့ကျမကညွှန်လင်းတယ်နော် ဆိုတော့အားလုံးကြည်ပြီးသားဖြစ်လိမ့်မယ်နိုင်ငံသားမှာဘာဟဲ့မြန်မာနိုင်ငံမြန်မာလားလို့မေးလိုက်တဲ့အခါမော်မာလို့ဖြေတာဖြစ်တဲ့ကြောင့်ကျမကကျမတို့နိုင်ငံသားတွေဟာနိုင်ငံရဲ့ချားမှာမြန်မာလားလို့မေးတာဒီနိုင်ငံကိုကိုစားပြုပြီးတော့ပဲမေးတာကျမတို့တွေဟာလူမျိုးကြီးဝါဒကိုသွတ်တွင်းတယ်လို့ပြောရအောင်လေကျမကိုယ်တိုင်ကရင်ဒီဆိုင်ပိုင်ရှင်မကြီးမွန်နော်အဲ့တော့ကျမတို့နိုင်ငံသားမှာသွားလို့မြန်မာစကားပြောတဲ့ကြားတယ်ဆိုရင်ခဲမြန်မာလားဆိုမြန်မာလို့ပဲဖြေကြရတယ် ဲ့တော့နိုင်ငံတကာမှာမြန်မာတန်ယုံမဲရှိတယ်။သိလားမြန်မာအဲ့တော့မိုမာလို့ပြောတော့ကျမပြောပြမယ်။ဒါဒီစကားအစိတ်ခတ်တယ်လို့ခေါ်တယ်။ကျမပုံမှန်အားဖြင့်ဆိုရင်ကျမပြန်ပြီးဖြည့်ရှင်းလေးဖြည့်ရှင်းတာမရှိဘူး။အဲ့တော့အမကြီးလားအကိုကြီးလားတော့မသိဘူး။ကျမကိုနေရာတကာပါတယ်အမလေးပါသူ့ထမိန်နေပါရောညာရောပြောတယ်။ကျမဓာတ်ပုံနဲ့ကျမရဲ့ personal ကို attack လုပ်ပြီးတော့မှပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တရားဥပဒေအရညှိစွန်းနေပါတယ်။ โอเคနံပါတ်1အချက်ဒီမှာပြီးမှကျန်တဲ့ကိစ္စဖတ်ရှင်းမယ်အရင်ဆုံးသူ့ကိုအရင်ပြောလာအောင်နော်အဲ့တော့ကျမဓာတ်ပုံရင်ကျမရဲ့ personal career ကိုထိခိုက်စော်ကားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဥပဒေနဲ့ညှိစုံးပါတယ်ကျမတင်အားဆွဲလို့ရတယ်နံပါတ်1အချက်။ဟာကျန်းလာရှိတယ်။အဲ့တော့ကျမကပြောသမျှစကားတိုင်းကိုပြီးရင်သူမပြောပါဘူး။ဘူးလို့လောက်တယ်ဆိုတဲ့စကားလုံးကိုကျမကိုအထောက်ထားနဲ့လာပြန်ပြီးတော့မှဖြေရှင်းလက်။ဟုတ်ပြီနော်။ ကျမပြောသမျှစကလုံးညီ social ပေါ်မှာ video file နဲ့ video file နဲ့ alike ရှိတယ်ကျမဟာစကလုံးတိုင်းစကလုံးတိုင်းကို credit ethic ကိုရေးနော်ဆိုတော့စကလုံးတိုင်းစကလုံးတိုင်းကိုကျမကတာဝန်ယူတယ်ကျမပြောခဲ့တဲ့ speech တွေအကုန်လုံးကိုကျမကတာဝန်ယူတယ်ဟုတ်ပြီနော်ဆိုတော့ကျမကို personal attack လုပ်ချင်တယ်ဆိုရင်တီးခြားလို့ ဒါကကြတော့လူမျိုးရင်းနဲ့သက်ဆိုင်နေတဲ့ကိစ္စကျမဖြင်ရှင်းထားတဲ့ဗီဒီယိုကျမပြောထားတဲ့ဗီဒီယိုကိုအစအဆုံးတိတ်တိတ်ချာချာကြည့်ပြီးတော့မှနာပြောအဲ့တော့လူမျိုးစွင်းဝါဒါစွင်းနဲ့ခလီတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့နိုင်ငံရဲ့ချားမှာခလီတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့ကျမမြန်မာပြည်ကကိစ္စကိုပြောတာမဟုတ်ဘူးကျမနိုင်ငံသားကကိစ္စကိုပြောထားတဲ့ဗီဒီယိုဖိုင်ဒီဗီဒီယိုဖိုင်ဟာ ဟုတ်ပြီနော်အဲ့တော့ကျမကို personal attack လုပ်ပြီးတော့မှကျမရဲ့ဓာတ်ပုံကျမရဲ့နာမည်နဲ့ကျမကိုမိုင်းရိုင်းစော်ကားထားတာကို ကျမတရားစွဲလို့ရတယ်နော်အာသူထက်သိသူထက်တော်သူလက်တက်တာအောင်မရှိတော့ဘူးဘယ်ပွဲဆိုသူပါတယ်ဘယ်ကြောင့်ကျမဟာကျမသိကျမတက်ပါတယ်လို့ကျမပြောခဲ့ဘူးသလား ကျွန်မတိပါတယ်ကျွန်မတက်ပါတယ်လို့ပြောခဲ့ဘူးသလားကျွန်မ career မှာကျွန်မနားလေသလားကျွန်မတိသလားကိုကျွန်မအမြဲတမ်း caring လုပ်တယ် sharing လုပ်တယ်လို့ကျွန်မပြောခဲ့ပါပြီသားဟုတ်တယ်နော်ဟုတ်တယ်နော်ကျွန်မတိကျွန်မတက်ပါတယ်လို့ဘယ်တော့ကပြောခဲ့ဘူးလဲကျွန်မတိကျွန်မတက်ပါတယ်လို့ပြောခဲ့ဘူးလဲ video file ရှင်းယူလာခဲ့ အေးတိနဲ့တက်တဲ့ဟာတွေပြောတဲ့ဟာတွေဒီလေတိလို့တက်လို့ပြောတာအာချောင်ကြီးပြောတာမဟုတ်ဘူးအဲ့တော့နေရတကာပါတယ် attention လို့ကျွန်တော်နေရတကာပါတယ်ပြောအောင်လေဒီအမိုင်းရဲ့ဝေါ်ထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာအမိုင်းကအကိုကြီးလားမသိဘူးဝေါ်ထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာ almond thin နာမည် almond thin ဓာတ်ပုံကိုသုံးတော့မှဖြူးရတာသူဟာနဲ့သူတင်တဲ့ပေါ်ချောင်ချောင်ပေါ်ချာချာ post တွေအကုန်လုံးဒီဖြူး900ပြည့်အောင်မရထားဘူး အဲ့တော့ကျမကိုနေရာတကာပါတယ်ပြောအောင်လဲသူ့ဝေါ်ထဲဝင်ကြည့်လိုက်တော့သူများအိမ်တောင်ကွင်းတဲ့စာချုပ်ကအစာအတန်းရှင်းလိုချင်လို့တင်ထားတဲ့မိန်းမစားမျိုးဟုတ်ပြီနော်ဆွေးနွေးလို့ရတယ်အကြောင်းအရာတစ်ခုကိုဒါပေမဲ့တပားသူကိုပုတ်ခတ်တိုက်ခိုက်လို့မရဘူးကျမပြောတဲ့အကြောင်းအရာမှားတယ်ဆိုဒီအကြောင်းအရာပေါ်မှာအချက်အလက်ခိုင်ခိုင်မာမာနဲ့ပြောဆိုဆွေးနွေးလို့ရတယ် welcome ကျမလည်းဘယ်တော့မဆိုအကြောင်းချင်းရာတွေမှန်သမျှကိုနိုင်ညာမှာဖြစ်ပြနေတဲ့အကြောင်းရာတွေမှန်သမျှကျမအချက်နဲ့အလန့်နဲ့အစင်တန်းမြင့်မြင့်ကျမပြောဆိုဆွေးနွေးတယ်။ကျမ personal site ဆင်းဆိုမိုင်ရိုင်းပြီးတော့မှကျမပြောခဲ့တာမျိုးကျမ video file တွေမှာပြန်ကြည့်ကြလိုက်တခုမှမရှိဘူး။ကျမပြောတဲ့စကားလုံးတိုင်းကိုပြီးရင် तू မပြောပါဘူးလို့ပြောဦးမယ်ဆိုတော့ဘယ်တော့ကကျမကကျမပြောခဲ့ပြီးသားစကားလုံးတွေကိုမပြောပါဘူးလို့ညင်းခဲ့တဲ့အကြောင်းအရာရှိသလား။ပြောဆိုဆွေးနွေးလို့ရတယ်။မိုင်ရိုင်းစော်ကားခွင့်မရှိဘူး။ ဟုတ်တယ်နော်ကျမရဲ့ဓာတ်ပုံကျမရဲ့နာမည်နဲ့ကျမကိုမိုင်ရိုင်းစော်ကားထားတာပြီးတော့ဒါသည်လူမျိုးရေးနိုင်ငံရေးကိစ္စစကားအစိတ်ခတ်နေတဲ့ကိစ္စလူမျိုးစွဲကို တိုက်တွန်းနေတဲ့ကိစ္စဖြည့်ရှင်းကျင်နေဆိုရင်နိုင်ငံတော်အဆင့်တရားရုံးမှာဥတိုက်လျှောက်ပြီးတော့မှဘယ်သူမှန်လဲဘယ်သူမှားလဲဆိုတော့ဖြည့်ရှင်းမလားဆန္ဒရှိနေဆိုရင်စိန်ခေါ်လိုက်မလို့ရတယ်လေရှင်ကုံလေဟိုရေကုံလေနော်အဲ့တော့ ठी လေမလို့မလို့ပါဘူးအဲ့တော့ ठी နော်အဲ့တော့ ठी လေ စိတ်လိုက်မှပါမလို့ကြပါနဲ့လို့နော်ဆဲပေါ့နိုင်ငံတော်အဆင့်တရားရုံးမှာတွေးဆုံဆွေးနွေးပြီးတော့မှကျမရှင်းပြချက်ကမှန်သလားရှင်းရဲ့ရှင်းပြချက်ကမှန်သလားဆိုတာကိုပြောဆိုဆွေးနွေးမယ်ရှင်းမယ်ဟုတ်ပြီလားအဲ့တော့ကျမပြောချင်တာကနိုင်ငံသားမှာကလေးတွေဟာအလောက်သွားလောက်ကြတယ်ဆိုရင်ဟင်းမြန်မာလားဆိုရင် ဟုတ်တယ်မြန်မာလို့ပြောရတယ် မြန်မာလိုပဲဖြစ်ရတယ်မြန်မာလိုပြောရင်တောင်မှ international ကတချို့သောတိုင်းပြည်တွေကမြန်မာဘယ်မှာလဲ where are you from ဆိုဘယ်မှာလဲမြန်မာလိုပြောရင်မြန်မာဘယ်မှာလဲမြန်မာနိုင်ငံကဘယ်ဟာလဲလို့မသိဘူး near thailand ဆိုတော့မှပဲ oh ဆိုပြီးဖြစ်တာ oh ဆိုတာတကယ်သိတာလားမသိတာလားမသိဘူးအဲ့တော့နိုင်ငံသားကိုသွားတာ passport မှာဘယ်နိုင်ငံရဲ့ passport နဲ့သွားတာလဲနိုင်ငံကိုစားပြုမြန်မာနိုင်ငံအောက်ကနေသွားရတာ အဲ့တော့ခလေးတွေကိုအစိမ့်မခန့်နဲ့အစွန်းရောက်တယ်မတင်ပေးနဲ့မြန်မာပြည်ထဲမှာမင်းတာမဟုတ်ဘူးနိုင်ငံသားမှာမင်းတာမြန်မာနိုင်ငံတန်ယုံမရှိတယ်နိုင်ငံသားမိဒီမှာမွန်တန်ယုံမရှိဘူးတရင်တန်ယုံမရှိဘူးကျမကိုဗမာလူမျိုးကြီးမြန်မာလူမျိုးကြီးဟာတသွင်းတယ်လို့မပြောနဲ့ကျမကိုယ်တိုင်ကကရင်မြန်မာဆိုတာဟာကချင်ကညာကရင်ချင်းဗမာမွန်ရခိုင်ရှမ်းဆိုတဲ့တိုင်းရင်းသားတွေစုဖွဲ့ပြီးတော့မှဖြစ်တည်နေတဲ့နိုင်ငံ မြန်မာနိုင်ငံကျွန်မတို့ရာနိုင်ငံသားမှာစကားပြောတဲ့နေမြန်မာတန်နေကြတော့ဟေးမြန်မာလားဟုတ်တယ်မြန်မာပျော်ပျော်ရွှင်ရွှင်နဲ့ဒီလိုမျိုးနဲ့ကျွန်မတို့မေးကြတယ်မြန်မာတန်နေကြတယ်ဆိုရင်အခုကျွန်မတို့ miss လေးပြိုင်နေတယ်ကချင်တိုင်းရင်းသူလေးပြိုင်နေတယ်ဘာကိုစားပြုနဲ့ပြိုင်တာလဲဟေးကချင်ဟေးလို့ပြိုင်တာလားမြန်မာကိုစားပြုနဲ့ပြိုင်တာနိုင်ငံကိုပဲကိုစားပြုရတယ်အဲ့တော့ပြက်တနာတစုံတရာဖြစ်လာလို့မလို့အဲ့လိုမျိုးတွေကြက်ကြက်အစိတ်အတောက်တွေလောက် ြက်တနာတွေတစုံတရာတွေဖြစ်လာတော့ဟိုမှာထိုင်းမှာပြောတော့ဘာလဲလို့မင်းဘာဘယ်မင်းကဘာလဲလို့ပြီးတဲ့ခါကျတော့မွန်တို့ကရင်တို့ဖြေလို့ဟိုမှာတမခံရတာတွေဖြစ်စဉ်ဖြစ်ရက်တွေတွေ့တယ်မလားပြောလို့မရဘူးအဲ့တော့တချို့ကလေးတွေဟာအာနေတွေကနေပြီးတော့မှ passport ရှိတဲ့ကလေးတွေလည်းရှိတယ် passport မရှိဘဲနဲ့နိုင်ငံခြားကိုသွားလိုက်ရတဲ့ကလေးတွေလည်းရှိတယ်အဲ့လိုကလေးတွေကိုအစိမ့်မခတ်နဲ့နိုင်ငံကိုစားပြိုပဲဖြေရတယ်နိုင်ငံကိုစားပြိုပဲပြောရတယ် ဆိုတော့နောက်တစ်ခုလည်းကြည့်အောင်ကျွန်တော်နော်ဘုံကခမေးလေးမနဲ့မိခိုင်ဘုံခေါ်နေလိုက်ကလျံโอเคကဲဆိုတော့မြတ်ဒီဆရာတပည့်နှစ်ယောက်ကတော့ထိုင်းမှာတော့ကဒီညာပိုက်ကြရင်ဒီတရေ6တန်းအင်းတွေတော့ပြီးတော့မှအလိုတရေဘလော့ရိုက်တဲ့ဆရာတွေပဲပါညာနော်သူတို့နှစ်ယောက်ကဒီအခက်ဒီကောင်ကြီးကတော့သူကထိုင်းဒါကတော့ဟောကရင်မြန်မာပေါ့နော်မြန်မာပေါ့ကရင်ဒါမဲ့သူကကရင်လို့ပဲဖြစ်သွားတာနော် မြန်မာလို့ဖားမလို့သူဖြစ်မသွားဘူးနော်ကရင်လို့ဖြစ်သွားတယ်ဒါဆိုတော့ဒါကတော့ဒါလည်းပါပါလေးပါငါပါပါလေးပါဘာမှလည်းပြဿနာဖြစ်နေစရာရှောင်းလည်းမရှိပါဘူးအဲတချို့လူတွေလည်းအဲရှိတာပေါ့ဒီတောဘိုင်းကလာတဲ့နေဘိုင်းကလာတဲ့လာတဲ့လူတွေဒီစာပင်နဲ့အလှမ်းဝေးတဲ့ဗုဒ္ဓနေတဲ့လူတွေကြတော့လေဗျာအဲ့လိုမေးလိုက်တဲ့အခါဘာလို့မျိုးလဲမေးလိုက်တဲ့အခါကျတော့ခရင်ဆိုလဲခရင်ပေါ့ဒါမွန်ဆိုလဲမွန်ပေါ့အဲ့လိုဖြစ်နေတဲ့လူတွေရှိတယ်နော်ဒါဗုဒ္ဓလည်းနေတဲ့အနေထားလည်းအဲဖြစ်ကောက်ဖြစ်နိုင်တယ် ဆိုတော့ဒါလေးပေါ်လိုက်ပြီးတော့စကားအဖြစ်လို့ပြောနေရင်တော့ဒါဒါတော့အရင်ကြီးအဲမဟုတ်တော့ဘူးမဟုတ်ဘူးလို့ထင်တယ်ကျွန်တော်ကျွန်တော်အမြင်ပြောပြတာပါနော်ဒါအရင်ကြီးဒါကိုစကားကြီ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 းလောက်ပြီးတော့ပြောနေစရာအကြောင်းမရှိပါဘူးဒါတခုတော့ရှိတာပေါ့လူတရားမှာကိုယ်ဆရာခင်တော်ကအာမိဘလိုမျိုးလဲလို့နိုင်ငံရှားသားမြင်လိုက်ရင်မောင်းမောင်းကရင်ကရင်ကရင်လို့ဖြစ်နေရင်တော့ဒါအနေနဲ့အဲဒါအနေနဲ့ပြဿနာပေါ့နော်အာဒီတရားကြတပိုင်းကြကအဲ့လိုပြောတဲ့ဟာကတော့ဒါစာမဖွင့်လောက်လို့ထင်ပါတယ် နော်ဒါကျွန်တော်အမြင်ပြောပြတာပါဆိုတော့ဘီယူဖိုင်ကိုကြည့်တဲ့မိတ်ဆွေတွေကတော့ဗျာဘယ်လိုထင်ကြလဲဒီပြဿနာကတော့ပြီးခဲ့တဲ့နှလားလောက်ကလေးကဒါဖြစ်ဖြစ်ခဲ့တဲ့ပြဿနာပါချိုးတာလည်းပြီးပြီးတော့ပါပြီနော်သူတကယ်ဖြစ်တဲ့လူနဲ့ဟိုဘက်မှာအခြေအဲ့သွားကြပြီသူတို့အဲ့စစ်သွားပြီပြီးတာကတော့ဒီဖက်ချိုင်မှာအနေနဲ့ကြိုင်နေသေးတာမပြီးနိုင်သေးဘူးဒီဒီခါနောက်ဆုံးဖြစ်မှာပါရင်ထဲနဲ့နောက်နောက်လေးလာမှမဟုတ်တော့ပါဘူးနော်ဆိုတော့ဒီဗီဖိုင်လေးကြည့်မြင်ရင်မိတ်ဆွေတို့အနေနဲ့ကောဗျာဒါကြီးကြီးမားမား အဲ့လောက်ထိပြောကြလို့တဲ့အဲစကားဝိုင်းတော့မဟုတ်တော့ဘူးလို့ထင်တယ်။ဒါပပလေးပါနော်။အဲခုနကပြောတဲ့မျိုးပေါ့လူတရားမှာကိုယ်စီရခင်းလောက်ကအဲ့လိုမောင်မောင်မောင်ခင်းရင်ခင်းရင်ခင်းရင်အဲ့လိုဖြင်းနေတော့ဒါပြဿနာပါနော်။ဒီတယောက်ကြတပိုက်ကြကအဲ့လိုပြောနေတာကတော့ဒါဘုဒ္ဓမရှိနေဖြစ်ကောက်ဖြစ်နေတယ်။အဲစာပင်နဲ့အလန်းဝေးရနော်။ပြီးတော့ဒီတော်တော်ပိုက်ကလာတဲ့လူတွေဆိုတော့လေဒါယောသားနော် နုံတာပေါ့နုံတာပေါ့နုံတာအားဒါလည်းပိုင်ပါပေါ့နော်အဲ့လိုပဲကျွန်တော်အမြင်ကတော့အဲ့လိုပဲထင်ပါတယ်ဆိုတော့ဒါကတော့ဆာမဖွေးလောက်တဲ့ပြဿနာလေးလို့လည်းအဲထပ်မံပြောရှင်ပါလိမ့်မယ်နော်အဲသူကလည်းကရင်လိုပဲဖြစ်သွားတယ်နော်ပါပါလေးပါโอเคဆိုမိတ်ဆွေတို့ရဲ့အမြင်ကိုပြောပြခဲ့ပါโอเคဆိုတော့ view file ကလည်းအဆုံးပါနေပါတယ်နောက်ထပ် view file မှာကျွန်တော်တို့ပြန်ကြည့်ကြအောင်โอเค see you next video